ဆိုင်ဆရာကြီးတွင်ရဲ့ကိုတင်ချိုင်တန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့တက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း29အခန်းထဲတွင်ကျန်းရှိနေကြသောဗညာအိမ်တိရိပြက်ကမောနှင့်မင်းနန္ဒအသွင်ဖြင့်ရုပ်ဖြည့်၍လာသောဘုံမင်းပြက်စာတို့သည် အချိန်ကြာမြင့်စွာဒူးနေတူစကားမပြောဘဲကိုယ်စိတ်ကိုနှင့်ကိုယ်ခြေဥတရာကိုစဉ်းစားနေကြရမှာ ညစာလေးပညာအိမ်သည်ဒီဒီပြက်ကွန်ဤအနီးသို့ချင်းကပ်လာကမင်းနန္ဒအမိကံဘုံမင်းပြက်စာနှင့်မျက်နှာချင်းဆိုင်လာလေသည်ဘုံမင်းပြက်စာမှာစောစောပိုင်းကခက်ထန်သလောက်ယခုအချိန်တွင် ပြောင်းရွှင်သောအမှုရာဖြင့်ပညာအိမ်အားစိစိကြည်နေသည်ကိုမြင်ရသဖြင့်ပညာအိမ်မှာအံ့အားတင့်သွားပေသည်ကျုပ်တို့မျောမန်းတာထဲအောင်မြင်နေတာပဲစောစောပိုင်းကကျုပ်တို့ရရှိထားတဲ့တည်င်းအရဆို မြူစားလေးပညာရင်ပေါ်မှာတောင်ချုပ်တန်တရားဖြစ်ခဲ့တယ်။ဒီပြတ်ကွန်ကမြူစားလေးဟာဘီယမာကြီးပေါ်မှာအသက်နဲ့လဲပြီးတစ္ဆာဆောင်သည့်ယူတည်သူဖြစ်ကြောင်းအမခန့်ချက်ပေးခဲ့တာတောင်ချုပ်ဖြင့်မယုံတော့ဝက်ယုံတော့ဝက်ပဲခုမှမြူစားလေးပေါ်မှာတန်တရားရှင်းသွားပြီတော့တယ်။ဘုံမင်းပြတ်စားကရှင်းပြလိုက်သည်။သူရရင်မြူစားလေးပညာအိမ်မှာဘုံမင်းပြတ်စားအားပြေမြို့မှာဆင်းလွတ်လိုက်တော့တစ္ဆာပါမင်းနန္ဒာဟုမှတ်တင်လျက်ရှိသည်ဖြင့်အံ့အားတင်သည့်အမူအရာဖြင့် နားထောင်နေပေသည်ဟင်မလိုဟာလဲစောစောပိုင်းတုန်းကတော့ကျွန်တော်ကိုချက်ချင်းပဲရှင်းလင်းတုတ်တင်ဖြစ်တော်မလို့တော့နဲ့မော့နဲ့ကြုံရခဲ့ပြီအခုကြဘလို့ဖြစ်သွားတာလဲကြည့်တော့တီးတီးဖြတ်ကမကျွန်တော်ကိုရှင်းပြစမ်းပါအောင်မျိုးစားလေးပညာအင်ကတုံရင်တီးအတန်ဖြင့်တီးတီးဖြတ်ကဘတ်တို့လှည့်ပြီးပြောလိုက်လေသည်တရံလုံးတယုတ်နဲ့တူစီရမယ်ဆိုတဲ့စကားအရသစ္စာပေါက်တွေရဲ့အကျံစီကိုသိရအောင်ပြည့်ရစင်ခဲ့တာပါ အချီတော်ဗညာအိမ်ရဲ့ရှေ့မှာကိုရောက်နေသူကအချီတော်ထင်းနေတယ်လို့သစ္စပောင်းမင်းနဲ့တောင်ဖောက်ပါဘူးနိုင်ငံတော်အတွက်တိုက်ပွဲပေါင်းများစွာမှာတေမင်းနဲ့ဆစ်ခင်းပြီးအကောက်ွယ်ပေးခဲ့တဲ့သူရဲကောင်းဘုံမင်းပြတ်စားပါတိတိပြတ်ကောင်ကရှင်းပြလာရဗညာအိမ်မှာအံ့အားတင်းတစ်ထက်ထင်သွားပြီးပါဇက်အောင်သားနဲ့ဘုံမင်းပြတ်စားအားငေးဆိုင်ကြည့်နေမိလေသည်ဘုံမင်းပြတ်စားဟုတ်လားနဝင်းချောင်းတိုက်ပွဲမှာလေ ရန်သူတွေကိုရွရွချုံချုံတိုက်ပွဲဝင်ခဲ့တဲ့ဗိုလ်မင်းပြည်ဆောင်မဟုတ်လားနိုင်ငံတော်အတွက်အသက်ပေးပြီးတိုက်ပွဲပေါင်းတရာကျော်မြောက်ပါဝင်တိုက်ခိုက်ခဲ့တဲ့ဗိုလ်မင်းပြည်ဆောင်ကိုနာမည်သာကြားခဲ့မှုပါတယ်ခုမှပဲလူချင်းတွေ့ခွင့်ရတော့တယ်ဗိုလ်မင်းပြည်ဆောင်နဲ့ခုလိုတွေ့ရတာဝမ်းသာအားရရှိလာပါတယ်အဲဂုံလည်းယူပါတယ်ဒါတဲ့ဗိုလ်မင်းပြည်ဆောင်စောင်းတုနယ်ကိုဘလို့အကြောင်းကိစ္စနဲ့ရောက်လာတာပါလဲဘဝဆမှာသွေးစွန်းလာတာဘာကြောင့်လဲ ။ပညာအိမ်သည်ဘုံမင်းပြတ်စာအားယူသည်လေးစားစွာနေရာထိုင်ခင်းပေးရင်မိမိသိလိုသည့်အချင်းရများကိုမေးလိုက်လေသည်။ဒီမှာအကြည့်တော်ပြတ်ကမွန်ရဲ့ကျုပ်ရဲ့အကြံစီတွေနဲ့ပတ်သက်ပြီးမျိုးစားလေးကိုပြောတင်တဲ့လောက်ပြောထားပြီးမဟုတ်လား။ဘုံမင်းပြတ်စာကညောင်စောင်းပေါ်တွင်ထိုင်ရင်ပညာအိမ်ဤမေးခွန်းကိုမဖြေသေးပဲတီတီပြတ်ကမွန်အားလှမ်း၍မေးလိုက်လေသည်။ပြောတင်တဲ့လောက်တော့ပြောထားပြီးပါပြီ။တီတီပြတ်ကွန်ကဖြေပေးလိုက်၏ မှန်ပါတယ်ဒီနေ့ညကျွန်တော်ပြောခဲ့တဲ့စကားတွေကအကြီးတော်တည်တည်ပြိုက်ပွန်သွန်သင်ပေးတဲ့အတိုင်းအကွက်ဝင်အောင်ပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်အကြီးတော်ကိုတစ်စပောင်းမင်းနန္ဒာလို့မှတ်တင်ပြီး စိတ်လိုက်မှန်ပါပြောခဲ့မိတာရှိရင်ဒီခံပါအကြီးတော်ကိုကျွန်တော်အားကိုးပါရစေကျွန်တော်လောက်မိုင်းမဲတဲ့သူရှိနေမှမထင်ဘူးအကြီးတော်တီတီပြတ်ကွန်နဲ့မတွေ့ရသေးခင်တစ်ချိန်ကဆိုရင် ကျွန်တော်ကနေမလင်းညမလင်းအရက်သေးစားတောက်စားပြီးလောင်းကစားမှုနဲ့ပျော်ပါခဲ့တယ် လူမန်းတူမန်းမသိအောင်တောက်စားမိုးရင်နေကမှာတမိန်ဆက်ဘောရဲ့တိုက်တွန်းချက်အရစာတန်းတစ်စောင်မှာလက်မှတ်ရေးထိုးခဲ့မိတာအမှန်ရန်သူကိုမိတ်ဆွေတင်ပြီးသူတို့ပြောသမျှကျွန်တော်ယုံကြည်ခဲ့တယ်သူတို့ခိုင်းတာကိုလည်းလုပ်ပါမယ်လို့ကတိပေးမိခဲ့တယ်ဒါပေမဲ့ဘင်းမကြီးပေါ်မှာတော့အဲကျွန်တော်အသက်နဲ့လည်းပြီးတိစားဆောင်တည်ယူသေးတာအမှန်ပါကျွန်တော်လက်မှတ်ရေးထိုးခဲ့တဲ့စာတန်းသာဘင်းမကြီးရဲ့ရွှေလက်တော်ရောက်သွားမယ်ဆိုရင် ကျွန်တော်ကုမြက်ခံရမှာတည်ကြတယ်ကုမြက်ခံရတာတဲ့တစ်စပေါက်တို့အထင်တော်လွဲခံရမှာကို အသေးနာတယ်မူမူယူယူနဲ့ကျွန်တော်လက်မှတ်ရေးထိုးကဲပြီးတဲ့စာတန်းကိုစုပ်ကင်ထားပြီးကျွန်တော်ကိုသူတို့အချက်ကင်နေကြတာပဲမညာအင်ကဘုံမင်းပြန်စာအားရှင်းပြလိုက်နေသည်ဒီတိုင်းမှန်ရင်တော့မျိုးစားလေးလက်မှတ်ရေးထိုးခဲ့တဲ့စာတန်းကိုဖျက်ဆီးပြစ်မှာဖြစ်မယ်ဘုံမင်းပြန်စာကအကြံပေးလိုက်လေသည်မှန်ပါတယ်အဲ့ဒီစာတန်းကိုကျွန်တော်လက်ထဲပြန်လည်ရောက်ရှိလာမှသာဖျက်ဆီးပြစ်နိုင်မှာပါ ကျွန်တော်လက်ထဲပြန်လည်ရောက်ရှိရေးအတွက်အချီတော်တီတီပြတ်ကွန်ရဲ့အကြံပေးချက်အရမင်းသိတဲ့နဲ့မင်းရွှေကဲကိုဖိတ်ခေါ်ပြီးအကွက်ဆင်းခဲ့တာပါအချီတော်တီတီပြတ်ကွန်ရဲ့ခြေဆုချောင်းအကွက်တော်ဝင်သွားပါပြီဗညာရင်ကရှင်းပြလိုက်လေသည်ဘီယမာကြီးပေါ်မှာမျိုးစားလေးတစ္ဆာဆောင်သည့်ယူသည်ချောင်းတီရလို့ကြုတ်ဝင်တာတယ်မျိုးစားလေးရဲ့အခုလိုနီးနီးကပ်ကပ်တွေ့ဝင်ရပြီဆိုတော့အမျိုးစားလေးရဲ့အပြောအဆိုမူရာတွေကိုအကဲခတ်ခွင့်ရလို့မျိုးစားလေးပေါ်မှာလည်းတန်တရားရှင်းသွားပါပြီ မျိုးစားလေးလက်မှတ်ထိုးခဲ့တဲ့စာတန်းပြန်လည်ရရှိရေးအတွက်တီးတီးဖြတ်ကွန်နဲ့လက်တွဲပြီးချုပ်ပါကူညီဆောင်ရွက်သွားပါမယ်။ဘယ်နည်းနဲ့ဖြစ်ဖြစ်ဒီစာတန်းကိုပြန်ရအောင်ယူပေးပါမယ်။ဗိုလ်မင်းပြဆာကအာမခံချက်ပေးလာရ။ဗညာအိမ်မှာစိတ်တက် တက်ကြွတဲ့တက်ကြွလာပြီးတော့ဒီ ဒီစကားကြတာဝင်တာလိုက်တာအခုမှပဲဇွေခွမုံကောင်းနေနဲ့တွေ့ရတော့တယ်ကျွန်တော်ပေါ်မှာပြောစရာဆိုစရာဆုံးမစရာရှိရင်ပြောဆိုဆုံးမှာပါကျွန်တော်နာခံမှမယ်အကြည့်တော်တီတီဖြတ်ကွန်ရောဘုံမင်းဖြတ်စာကိုပါကျွန်တော်ရဲ့အဆွေခင်မုံကောင်းဖြစ်နေအာကူအာရာပြုပရစီစောစောကကျွန်တော်မိခဲ့တဲ့မိခွန်းနှစ်ခုနဲ့ပတ်သက်ပြီးတော့လဲအဖြေကိုကြားနာပြရစီဗညာအင်ကဘုံမင်းဖြတ်စာအာတောင်းမှန်လိုက်လေသည်စာဓုမျိုးကိုဘာကိစ္စနဲ့ရောက်ရှိနေတယ်လဲဆိုတဲ့မိခွန်းနဲ့သွေးစွန်းနဲ့ပဝါစား ဒါနဲ့ပတ်သက်ပြီးအဖြေကိုသိချင်တဲ့ဆိုပါတော့ဘုံမင်းပြဆာကပြန်၍မေးလိုက်လေသည်အမှန်ပါတယ်အမှန်ပါတယ်ကျွန်တော်တီးခွင့်ရှိရင်သိချင်လှပါတယ်ကောင်းပြီဒီမေးခွန်းနှစ်ခုစလုံးကိုခြုံပြီးအဖြေပေးပါမယ်စိတ်ရှိရှိထားပြီးနားထောင်ပါဘုံမင်းပြဆာကမိမိပြောမိစကားကိုနှိဒံပြောလိုက်ရမျိုးစားလေးပညာအိမ်သည်စိတ်ပါဝင်စားစွာဖြင့်နားဆင်နေပေသည်သွေးစွန်းနေတဲ့ဘဝစကိုလူမြင်မှာဆိုလို့ပစိုးချမှာညှက်လာခဲ့တာ တမိန်ဒိတာကုံမှာရှိမှာပြုတ်ချပြေအောင်ပြုတ်ချရသေးတယ်။အမှန်တိုင်းကတော့ဘဝစမှာသွေးစွန်နေတဲ့သွေးကတစ္ဆပလူသက်သမားရဲ့သွေးပါ။ဘုံမင်းပြဆာကသွေးစွန်နေသည့်ဘဝစကိုထုတ်ပြရင်ပြောလိုက်ရ။ဗညာအိမ်ဒီချက်သေးသေးပြီးငေးဆိုင်ကြည့်နေမိလေသည်။တစ္ဆပရဲ့သွေးဟုတ်လား။ဘယ်တစ္ဆပရဲ့သွေးပါလဲ။ဗညာအိမ်ကထိတ်လန့်တကြားမေးလိုက်လေသည်။ဘီမာကြီးကိုလှောက်ချံဖို့မြောင်မြဘက်ကဆေးလွှတ်လိုက်တဲ့လက်ရွေးစဉ်လူသက်သမားမင်းလှကောင်းမှာ ကြည်တော်တို့သိရှိပြီးဖြစ်တဲ့အတိုင်းမြမကြီးကိုလောက်ကျန်တက်ဖြတ်ဖို့ဘရမဥစွာမြောင်မြဘက်ကလက်ရွေးစဉ်လူတသမ3ယောက်တိတိတိတ်တဆိတ်ဆေးလွတ်လိုက်တယ်။အဲ့ဒီတရင်ကိုကြားသိရတာနဲ့တပြိုင်နက်ကျုပ်ကိုယ်တိုင်ရွှေမြူတော်ကိုအလင်းမြန်ရောက်လာပြီးမင်းကြီးတက်တော်ရှိရဲ့အကူအညီနဲ့အဲ့ဒီလက်ရွေးစဉ်လူတသမ3ဦးနဲ့ခေါင်းဆောင်နဲ့တူတဲ့သူရဲ့နောက်ကိုတမိန်စိတ်ပြဲချီယာခမီးလိုက်သွားတယ်။ဂျန်နှူးရဲ့နောက်ကိုချီယာခံဖို့အတွက်ဘောမုံနဲ့ဘောညီကိုချုပ်တောင်းဝင်ပေးလိုက်တယ်။ သမိန်စိပြဲခြေရခံမိလိုက်သွားတဲ့တစ္ဆဘခေါင်းဆောင်ကရွှေမြို့တော်ကိုရောက်တဲ့အခါမှာဘုံမှုသမိန်ဆက်ကဘောနဲ့ဆက်သွဲပြီးဘီရင်မရဲ့တိုင်းငန်းလှက်လဲတဲ့ခီးစဉ်ကိုအသေးစိတ်မှတ်သားလာခဲ့တယ်။အဲ့ဒီတစ္ဆဘရဲ့နောက်ကိုသမိန်စိပြဲခြေရခံလိုက်နေတာကိုသမိန်ဆက်ကဘောရဲ့ဖက်တော်သားတွေကရိပ်မိသွားလို့သမိန်စိပြဲကိုခိတ္တာရှောင်းနေဝသတိပေးပြီးချုပ်ကိုယ်တိုင်ခြေရခံပြီးလိုက်ခဲ့တယ်။တူတူပြောမယ်ဆိုရင်ဒီတစ္ဆဘကို ရွှေမြို့တော်ကနေအထွက် ဆောင်းသူမြို့ကိုအလားလန်းကြီးမှာကျုပ်ရှင်းလင်းတုတ်တင်ပြက်လိုက်တယ်။ဘုံမင်းပြဆာကဆက်ချောင်းပြန်နေပေသည်။ဂျန်တစ်စပေါက်နှစ်ဦးကဂျန်တစ်စပေါက်နှစ်ဦးရဲ့နောက်ကိုချေရခံပြီးလိုက်ဖို့အတွက်ဘောမုံနဲ့ဘောညီကိုတာဝန်ပေးခဲ့ကြအောင်စောစောကကျုပ်ပြောခဲ့တယ်မဟုတ်လား။အဲ့ဒီတစ်စပေါက်နှစ်ဦးနဲ့တူကထွက်ပြေးတိန်းချောင်သွားတယ်။ ြံတူးကိုတော့ဘောမုံနဲ့ဘောညီတို့ကလက်ရဖမ်းဆီးပြီးဘောလကုံရဲ့လက်ထဲကစပက်ကြီးထဲမှာချုပ်နှောင်ထားတယ်။အဲ့ဒါလိုချုပ်နှောင်ထားတော့တမိန်တိတ်တာကမှရောက်လာပြီးသူ့လူကိုသူ့စပက်ကြီးထဲကနေကဲ့တင်သွားတယ်ပြီးတော့သူ့ဇံအိမ်တော်မှာပဲဝှက်ထားတယ်။အဲကျောက်ရဲ့ဘဝစာမှာစွန့်ထင်ကြင်ခဲ့တဲ့သွေးကအဲဒီလူတစ္ဆဘလူသက်သမမင်းလာကောင်းရဲ့သွေးပဲဘုံမင်းပြန်စားကဆက်လက်ကရှင်းပြလိုက်လေသည်မင်းလာကောင်း တမိန်ဒိတ်တာကုံမာရဲ့စိန်တော်ရောက်နေကြောင်းဘူမင်းပြတ်စာဘလို့လုပ်သိပါသလဲတက်အပ်သေးချာတော့မသိပါဘူးပြီးမြို့ကဆင်းလာတဲ့တစ္ဆေပေါင်းမင်းနန္ဒာရဲ့အသွေးနဲ့ရုပ်ဖြတ်ပြီးတမိန်ဒိတ်တာကုံမာစီလာတဲ့အခါကျမှတမိန်ဒိတ်တာကုံမာပြောပြလို့သိရတာပါတီးကြတဲ့မင်းလာကောင်ကကျုပ်ကိုမင်းနန္ဒာစစ်ထင်မှတ်ပြီးကျုပ်နဲ့တွေ့ကျင်တဲ့အကြောင်းတမိန်ဒိတ်တာကုံမာစီမှာခွင့်ပန်တယ်လို့ကြားရတယ်ကျုပ်ကိုမင်းလာကောင်မြင်သွားရင်ကျုပ်ဟာသူတို့ရဲ့ဘက်တော်သားမင်းနန္ဒာမဟုတ်ဘူးဆိုတာသိသွားပြီး ကျုပ်တို့ရဲ့အကြံစီပြတ်သားမှာကိုသိလို့ပရိယမယာစင်ပြီးအင်တန်ရေးကြည့်တဲ့ကိစ္စတခုရှိလို့ကျုပ်ရဲ့ပေါင်းသင်းနေနဲ့သွားတွေ့လာအောင်မယ်ဆိုပြီးမြစ်စိတ်ကိုထွက်လာခဲ့တယ်။ကျုပ်မြစ်စိတ်သွားမှန်းသိရင်ကျုပ်ရဲ့နောက်ကိုသမိန်တိတ်တာကုံမာလိုက်လာလိမ့်မယ်ဆိုရာသိလို့မြစ်စိတ်ကိုတိုက်ရမသွားပဲလမ်းကူလမ်းမှာပုံအောင်နေတယ်။သမိန်တိတ်တာကုံမာကျုပ်နောက်ကိုလိုက်လာတာမြင်ရတော့အဲကျုပ်ဆိုင်ရင်တော်ကိုတိတ်တဆိတ်ပြန်သွားတယ်။ဆိုင်ရင်တော်ရောက်တဲ့အခါမှာမင်းလာကောင်ကိုဖွက်ထားတဲ့အခန်းဝင်ပြီးတော့ မင်းလာကောင်းတဲ့ဓာချင်းရှင်ခုတ်ပြီးအဆုံးစီရင်ပြစ်ခဲ့တယ်။အဲကျုပ်ရဲ့သားမှစိုးနေတဲ့သွေးကိုဘဝစနဲ့တုပ်ပြီးဘဝစကိုလူမမြင်အောင်အဲပစိုးကြားထဲမှာညှက်ပြီးယူလာခဲ့တယ်။ဘုံမင်းပြဆာကရှင်းပြလိုက်လေသည်မင်းလာကောင်းကဘာဖြစ်လို့စောင်းထုဘက်ကိုလာရတာလဲ။ဒီဒီပြက်ကွန်ကမေးလိုက်ပြန်၏မြန်မာကြီးစောင်းထုမြို့ကိုတိုင်းငယ်လှည့်လေတော့မူမယ်ဆိုတာတေချာမှန်းသိလို့တမိန်ဆက်ကောကဆင်းလွတ်လိုက်တာ ဆောင်သူမျိုးကိုရောက်ရင်မျိုးစားလေးပညာအင်ရဲ့ဆန်အင်တော်နဲ့ဥယင်တော်ရဲ့အခြေအနေကိုအသေးစိတ်လေ့လာပြီးမင်းသိမ့်တဲ့စီမာပဲဖြစ်စေသမိန်တိတ်တာကုံမာစီမာပဲဖြစ်စေပုံအောင်ခုံလုံးနေဖို့ပါသမိန်ဆက်ကောကညွန်ကြလာကြောင်သိရတယ်။မင်းလာကောင်ဆောင်သူကိုလာလိုက်မယ်ဆိုတာမင်းသိမ့်တဲ့နဲ့သမိန်တိတ်တာကုံမာတို့ကချိုတင်ပြီးတည်ထားပုံရတယ်။မင်းလာကောင်အချိန်တန်လို့ရောက်လာတဲ့အခါမယောင်မလန်းနဲ့ထွက်ပြီးရှာဟန်တူပါတယ်။ မင်းလာကံကိုစပယ်ကြီးထဲမှာချုပ်နှောင်ထားတာတွေ့လို့ကဲတင်သွားတာပါအဲကျောက်တိရတဲ့လောက်ဆိုမင်းလာကံကအင်တန်ရက်ဆက်ကြံကြုတ်တဲ့ကြီးစားလူသက်သမားပါမင်းမကြီးကိုသူကိုယ်တိုင်လောက်ကြံဖို့အစီအစဉ်ရှိတယ်လို့လည်းသိရတယ်ဒါကြောင့်မင်းလာကံကိုအဆုံးစီရင်လိုက်ရတာအခုဆိုရင်ဘီမကြီးကိုလောက်ကြံတက်ပြတ်ဖို့ရောက်ရှိလာတဲ့ကြီးစားလူသက်သမားအားလုံးလိုလိုကိုရှင်းလင်းတောက်တင်လိုက်ပြီးဖြစ်တဲ့အတွက်ပြေမာကြီးရဲ့အသက်အန္တရာယ်ဆိုရင်စရာမရှိတော့ဘူး။ဒါဟာကျုပ်တို့ရဲ့ပထမအဆင့်အောင်ပွဲပဲ။ဘုံမင်းပြဆာက ပို့၍ရှင်းလင်းပြသစွာရှင်းပြလိုက်လျာမျိုးစားလေးပညာအိမ်မှပြင်မာကြီးအတွက်စိုးရင်ပူပန်နေသည့်အမှုရာဖြင့်စိတ်ဝင်စားစွာနားထောင်နေပေသည်မင်းလာကောင်ကိုဘုံမင်းပြဆာကိုရန်ရှင်းလင်းတုတ်တင်ပစ်ခဲ့တယ်ဆိုပါတော့မှန်ပါတယ်ဒါပေမဲ့သူဟီအီအီနဲ့ရရင်ဆက်ဆက်တက်ခဲ့တာမဟုတ်ပါဘူးချုပ်ဘသူလဲဆိုတာပြောပြပြီးဓာဆွမ်းပြိုင်ဖို့စိန်ခေါ်ပြီးမှဓာဆွမ်းပြိုင်ရင်နဲ့အဆုံးစီရင်ပစ်ခဲ့တာပါဒါနဲ့စောစောကတမိန်တိတ်တာကောင်မှပြောထားတဲ့ဇာတ်ကားထဲမှာဆို မင်းလာကောင်အသက်ခံရတဲ့အချိန်မှာဘူမင်းပြဇာကသူနဲ့အတူမြေစိမ်မှာရှိနေတယ်လို့သိရတယ်ဒီစကားမှန်မှသလားတီတီပြိုင်ဝန်က မရှင်းလင်းသေးသည့်အချက်ကို မေးလိုက်လေသည်မှန်တဲ့လောက်မှန်ပါတယ်ကျုံစောစောကပြောခဲ့တဲ့အတိုင်းကျုံမြေစိမ်ကိုစင်းအောင်မယ်ဆိုလမ်းကူလမ်းမှာပုံအောင်နေချိန်မှာသမိန်တိတ်တာကောင်မကမြစ်စိတ်ဆင်းသွားတယ်။အဲ့ဒီအချိန်မှာကျုပ်ကသမိန်တိတ်တာကောင်မရဲ့ဆိုင်တော်ကိုပြန်ပြီးမင်းလာကောင်ကိုရှင်းလင်းတောက်တင်ဖြစ်ခဲ့တယ်။ အဲ့နောက်ဖြန်လန်းကနေပြီးမြစ်စိတ်ကိုအကျုပ်ပြန်လာခဲ့တယ်။ကုသိုလ်ကံကောင်းခြင်းတော့လန်းခီမှာတမိန်ဒိတ်တာကုံမာကသူ့ဗန္နာစုနဲ့တွေ့လို့အချိန်တော်ကြာရက်ပြီးစကားပြောနေကြတယ်။အကျုပ်မြစ်စိတ်ကိုပြန်ရောက်ပြီးခဏတစ်ဖြုတ်လောက်ကြာကြမှတမိန်ဒိတ်တာကုံမာရောက်လာတယ်။ဘုံမင်းပြစာကရှင်းပြလိုက်လေသည်။လက်ဆက်သက်တော်ဒီလိုကိုတမိန်ဒိတ်တာကုံမာပြောသွားတဲ့စကားအရဆိုမင်းလာကောင်တည်ဆုံးခဲ့ရတာဟာဘုံမင်းရဲ့လက်ချက်မှန်လုံးဝရိတ်စားမိရန်မတူဘူး။ ဘုံမင်းလုတ်ပုံခိုင်မုံပြီးလာပြီတဲ့တီတီပြတ်ကွန်ကချီကျူးလာနေသည်ပြင်မာကြီးကိုတိတ်တဆိတ်ချောင်းများလောက်ကြံပိုးဆေးလွတ်ထားတဲ့ကြီးစားလူသက်သမားတွေတော့ကုံတလောက်ရှိသွားပြီ နောက်ဆုံးရောက်လာတဲ့လူသက်သမား၃ဦးကိုလည်းအဲလက်ရဖမ်းမိထားပြီးဖြစ်တဲ့အတွက်ပြင်မာကြီးရဲ့အသက်အန္တရာယ်ကိုစိုးရင်စရာတော့မရှိတော့ဘူးဒါပေမဲ့မျိုးစားလေးလက်မှတ်ထိုးခဲ့တဲ့စာရွက်စာတမ်းကိုတော့ အဲတမိန်ဆက်ဘောရဲ့လက်ထက်ကနေပြန်ရအောင်ဆက်လက်ကြိုးပမ်းရလေအောင်မယ်ဒီစာတန်းကမြို့သားလေးအတွက်တည်ရရှိရင်ပဲမြို့သားလေးတော့မကဘူးမြို့သားလေးရဲ့အမတော်ကဘာကြံရပါဖြစ်မီးလောင်တိုက်အသွေးခံရမှတည်ကြတယ်ဒီစာတန်းကိုတမိန်ဆက်ဘောတင်စည်းထားတာဟာသူ့ဖို့ခံလုံးနဲ့အကြောင်းပြချက်ရှိလိမ့်မယ်ပုံမင်းပြဆာက၎င်း၏တင်မြင်ယူဆချက်ကို တင်ပြနိုင်လေသည်ပုံမင်းပြောတာမှန်တယ်ကြုံသိရသလားဆိုရင်မြို့သား လေးရဲ့အမတော်နှင်းကေတရာကိုတမိန်ဆက်ဘောကတိမ့်ပိုက်ဖို့ကြိုးစားနေတာကြပြီနှင်းကေတရာကိုသူနဲ့လက်ထပ်ဖို့ချီးရေးဆွဲကပေါင်းလဲမြပြီဒါပေမဲ့နှင်းကေတရာက လုံးဝလက်မခံပဲခွေပြောဝယ်ပြောပြောလွှတ်လိုက်တယ်ဒါကိုတမိန်ဆက်ဘောကနားကြည့်သွားပြီးတော့နှင်းကေတရာကိုသူ့ခြေပေါ်အောင်ရောက်အောင်လှုပ်မယ်လို့ကြုံလာခဲ့တယ်အဒီနောက်မျိုးစားလေးကိုရွှေမျိုးတော်ခေါ်ပြီးအရက်သမားဖြစ်အောင်ဖြတ်စည်းခဲ့တယ်အလွန်အကျွံအရက်မူးနေတဲ့အချိန်မှာအဲဘုံမင်းပြောတဲ့စာရမ်းမှာပဲ လက်မှတ်ထိုးခိုင်းခဲ့တယ်။အဲ့ဒီစာရက်နဲ့အချက်ခံပြီးနင့်ကေတရာကိုသမိန်ဆက်ကောအပိုင်စည်းကိုစူးစမ်းလိုက်မယ်ထင်တယ်။အချက်ခံလို့မရရင်စာရက်ကိုအဘိမကြီးစီဆက်တာပြီးမြူစားလေးနဲ့အမတော်နှင်ကေတရာကိုတက်စပောင်းများဖြင့်မိလောင်တိုက်သွင်းဖို့အကြံစီရှိတယ်လို့ကျုပ်စဉ်းစားလို့ရတယ်။တိတိပြက်ကွန်ကမိမိအယူဆကိုတင်ပြလိုက်လေရာမြူစားလေးပညာအိမ်မှာမိမိတူတဲ့အတွက်ဒါမဟုတ်ပဲအမတော်အတွက်ပါဆိုရင်ထိတ်လန့်သွားပေသည်။ တမိန်ဆက်ဘော၏ရုပ်မှရက်ဆက်သည့်အချက်စီကိုကြားသိရသောအခါတွင်မူတမိန်ဆက်ဘောနှင့်အပေါင်းအသင်းများပြုလုပ်ခဲ့မိသည့်အမှားများကိုနောင်တရကတမိန်ဆက်ဘော၏ဆက်ကွင်းမှလွတ်မြောက်အောင်ကဲတင်ပြီးတမိန်ဆက်ဘောသိမ်းဆီးထားသည့်စာတမ်းကိုလည်းပြန်လည်ရရှိရေးအတွက်ပါအသက်ပေးပြီးဂူကြီးဆောင်ရွက်လျက်ရှိသောတိရိပြတ်ဘုံဘော်ကျေးဇူးတင်၍မဆုံးနိုင်အောင်ဖြစ်သွားလေတော့သည်ကဲကျုပ်တို့ရှေ့ဆက်ပြီးဘလို့စကန်းသွားရမှာလဲဆိုတာကိုဆွေးနွေးဖို့ရာကရှိသေးတယ်။တိတိပြတ်ကွန်ကိုကျုပ်ခဏခေါ်သွားပြရစီ။ ဗိုလ်မင်းပြဆားကမြို့သားလေးပညာအိမ်ကိုခွင့်ပန်လိုက်ရာပညာအိမ်ကကြီးသားစွာခွင့်ပြုလိုက်လေသည်တို့ရရင်ဒီဒီပြတ်ကွန်သည်ထာယာမမထာသည်ပဲမိမိရှိတဲ့တဲ့တွင်ရှိနေသောသွေးစွန်းနေသည်လက်အမှတ်သားကိုငေးဆိုင်ကြည့်နေပေသည်လာလေးဒီဒီပြတ်ကွန်သွားကြမယ်ဗိုလ်မင်းပြဆားကခေါ်လိုက်လေသည်ခဏနေပါဦးကျုပ်ပြစရာတစ်ခုရှိသေးတယ် တီတီပြက်ကွန်ကပျော့ပျော့စွစွထိုင်ရမှထပြီးမိမိရှိတဲ့တဲ့နံရံတွင်ချိတ်ဆွဲထားသောတစ်သားလက်ပုံစံကိုဆွဲ၍လှစ်လာရာချက်ခနဲ့မိသွားကလူတယောက်ဝင်သားရောတကားတစ်ချက်ပွင့်လာပေသည်မြို့သားလေးပညာအိမ်မှမူအံ့အားတင်သည့်အမှုရာဖြင့်တီတီပြက်ကွန်အားငေးဆရွယ်ကြည့်နေပေသည်ဒီတရားမှာရှုဝဲတကားရှိတယ်ဆိုတာကြည့်တော့ဘလို့လို့သိပါသလဲပညာအိမ်ကတီတီပြက်ကွန်အားမေးလိုက်လေသည်ဒီဆိုင်တော်မှာလျှို့ဝဲစီဝေကံတစ်ခုရှိတာကိုသိနေတာကြပြီဒါပေမဲ့ ဒီတက်တာလက်ပုံစံကိုလှည့်လိုက်ရင်တော့လျှို့ဝက်တကာပွင့်လိမ့်မယ်ဆိုတာကိုတော့ကျုံမသိဘူး။ဒါမှကျုံစိတ်ထဲမှာတော့ဒီတက်တာလက်ပုံစံကြီးကိုမတင်ကားလို့ဖြုတ်ကြည့်ခြင်းနေတာကြပြီးခုမှပဲလက်အငြိမ်နေနိုင်လို့ဖြုတ်ကြည့်မိတာအခုလိုဖြုတ်ကြည့်မိတဲ့အတွက်အချုပ်ပေါ်မျိုးစားလေးစိတ်ဆိုးသလားတီတီပြက်ကွန်က ပြန်မေးလိုက်လေဒီစိတ်မဆိုးပါဘူးအကြီးတော်ပေါ်မှာကျွန်တော်ဘယ်တော့မှစိတ်မဆိုးဘူးအမှန်တမ်းပြောရမယ်ဆိုရင်ဒီနေရာမှာလျှို့ဝှက်တကားရှိတယ်ဆိုတာ ကြည်တော်တိတိပြိုက်ကွန်ကိုပြသထားဖို့ကြံစီနေတာကြပြီအကြည်တော်ပေါ်မှာကျွန်တော်ရဲ့ရင်းနှီးဆုံးနဲ့သစ္စာရှိဆုံးအဆွေခင်မွန်ဖြစ်တဲ့အတိမတ်ပြူထားရုံသာမကသွေးရင်သားရင်အဖြစ်နဲ့သဘောထားတဲ့အတွက်ဘယ်တော့မှစိတ်မဆိုးပါဘူးမြို့သားလေးပညာအင်ကမိမိဤသဘောထားကိုရှင်းပြလိုက်လေသည်ဒါနဲ့ဒီလျှို့ဝှက်တကားနဲ့လျှို့ဝှက်ခံအစည်းအဝေးကြောင့်မြို့သားလေးပြင်ဘယ်သူတွေသိသေးတယ်လဲတိတိပြက်ကွန်က ပြန်မေးလိုက်လေသည်အမတော်နင်းကြီးတရာတယောက်သာသိပါတယ် မျိုးစားလေးရဲ့နောင်တော်ဝန်ခွေမင်းသိတဲ့ကောမသိဘူးလားမသိဘူးလို့တော့ထင်တာပဲဒါမဲ့တက်အပ်သေးချာတော့မပြောတတ်ဘူးမသိဘူးဆိုရင်တော့အရေးမကြီးပါဘူးအဲသိရင်လည်းအရေးမကြီးပါဘူးဒါမှထောင်ချောင်ထက်ဝင်တိုးမီရတာဖြစ်မှာဒီလျှို့ဝဲစီဝေကန်းကတနေ့ကျရင်ကျုပ်တို့ဖို့အသုံးဝင်ခြင်းဝင်လိမ့်မယ်ထင်တယ်ကဲလျှို့ဝဲတကားကိုပြန်ပိတ်လိုက်ပါကျုပ်တို့ဆွေးနွေးစရာရှိသေးတယ်ဘုံမင်းပြဆာကပြောပြောဆိုဆိုတီတီပြက်ကွန်ကိုခေါ်၍ဥယျင်ထဲသို့ဆင်းသွားပြီတော့သည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ။